အခုလိုလူမှုရေးပြဿနာတွေကြောင့်တရဖူတင်းခံရတော့မယ်လို့သတင်းတွေထွက်လာတဲ့အလှမယ်မျက်ရည်ရနာဆိုပရိသတ်များအားလုံးမင်းမင်္ဂလာပါရှင်လက်ရှိမြန်မာလူမှုကွန်ရက်မှာတော့ချစ်သူရှိတဲ့အမျိုးသားကိုအကြော်အနှင်းလုပ်ပြီးတော့ပတ်သက်မိရဲ့ဆိုရင်ဆွဆွဲချက်တွေနဲ့သတင်းတွေထွက်ပေါ်နေရဖြစ်ပါတယ် ဒါကတော့တခြားသူမဟုတ်ပါဘူး။ Miss Universe မြန်မာအလှမယ်မျက်ရည်ရနာဆိုပဲဖြစ်ပါတယ်။ဒီလိုလူမှုရေးပြသနာတွေကြောင့်ပဲမျက်ရည်ရနာဆိုရဲ့ Miss Universe တက်တဲ့ဖူကိုပြန်လည်ရောက်သိမ်းသွားနိုင်ခြင်းရှိတယ်ဆိုတဲ့သတင်းတွေကလည်းထပ်ဆင့်ထွက်ပေါ်လာခဲ့ပါတယ်။ပြသနာရဲ့အစားကတော့ Miss Universe မြန်မာအလှမယ်မျက်ရည်ရနာဆိုကနာမည်ကြီးတပ်ပုံဆရာတဦးနဲ့ချစ်ကြိတ်နေကြတယ်ဆိုတဲ့ကောလာဟလတွေကနေစတင်ခဲ့ရပါ။လူနဲ့ဦးချစ်ကြိတ်တာကအစမ်းမဟုတ်ပေမဲ့ဒီကိစ္စကပြည်သက်တွေကြောင့်မှအကြီးအကျယ်လှုပ်ခတ်သွားခဲ့ရတဲ့အကြောင်းရင်းကတော့ အဆိုပါဓာတ်ပုံဆရာမှာ73နှစ်ကြာလက်တွဲလာတဲ့ဆေးဆက်ပြီးသားချစ်သူကောင်မလေးရှင်းနေနေပြီးသားဖြစ်နေလို့ပါပဲဒီအချက်တွေကြောင့်ပဲမြေရတနာဆိုဟာသူများရဲ့ဆက်ဆံရေးကြောင့်ဝင်ရောက်နှောက်ယှက်သူစနိုက်ကျော်သူတယောက်လိုဖြစ်သွားခဲ့ပြီးတော့ဝေဖန်မှုတွေအပြင်းထန်ခံခဲ့ရပါတယ်ဒီတဲ့နေ့ကကောလာဟလအဆင်မှာပဲရှိနေသေးပြီးတော့မြေရတနာဆိုဘက်ကတော့တရားဝင်ဝင်ခံထားခြင်းမရှိသေးပေမဲ့အင်တာနက်ပေါ်မှာတော့ဒီတဲ့နေ့ကပို့ပြီးတော့ခိုင်မာသွားစေခဲ့တဲ့အကြောင်းအရာတခုကိုရရှိခဲ့ပါတယ်အဲ့ဒါကတော့အဆိုပါဓာတ်ပုံဆရာရဲ့ချစ်သူဟောင်းဖြစ်တဲ့အမျိုးသမီးကို ကိုယ်တိုင်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာသူတို့ရဲ့ဆက်ဆံရေးကိုအနှောက်အယှက်ပြီးခံခဲ့ရတဲ့သဘောမျိုးတက်ရောက်တဲ့ post တွေကိုတင်ခဲ့တာကြောင့်ပါပဲ တကယ်တော့မင်းစနီပါစအလားမယ်ဆိုတာနိုင်ငံတနိုင်ငံရဲ့အစံပြအမျိုးသမီးတဦးအဖြစ်သတ်မှတ်ခံရသူဖြစ်ပြီးတော့ beauty body brain ဆိုတဲ့အချက်တွေနဲ့ပြည့်စုံနေဖို့လိုအပ်ပါတယ်။အခုတော့မျက်ရည်နာဆိုးက snipe ကြော်တယ်ဆိုတဲ့အသံတွေကြောင့်မင်းစနီပါစတရဖူနဲ့မထိုက်တန်ဘူးလို့ပြည်သက်တွေကအပြင်းထန်ပြောဆိုနေကြပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့မြန်မာနိုင်ငံရဲ့ beauty ဖေးချက်သမိုင်းမှာအခုလိုလူမှုရေးပြဿနာကြောင့်တရဖူအသိခံခဲ့ရတဲ့အလားမယ်ဆိုတာမရှိခဲ့ဘူးပါဘူး။မင်းစနီပါစမြန်မာ2016 ်ထက်ထထုံးတော့ကလည်းဒီလိုအခြေအနေနဲ့ပတ်သက်တဲ့ပြဿနာမျိုးကြုံတွေ့ခဲ့ဖို့ပဲမဲ့တရဖူကတော့ရုံသိမ်းခဲ့ခြင်းမရှိပါဘူး။ဒါအပြင်ပရိသတ်တွေကမျက်ရည်နာဆိုးပေါ်မှာအစိုးပိုင်းကလေးကတိတ်ပြီးတော့အားမလို့အားမရဖြစ်နေခဲ့ကြတာကဒီကိစ္စကိုပိုဆိုးသွားစေခဲ့ပါတယ်။ communication skill အားနည်းတဲ့ပရိသတ်နဲ့အရင်အနေနဲ့မနေဘူးဆိုတဲ့ဝေဖန်မှုတွေရှိခဲ့ရကနေအခုလိုလူမှုရေးပြဿနာတွေပါထပ်ဖြစ်လာတဲ့အခါမှာတော့တရဖူသိမ်းပြီးဖို့ထိတောင်းဆိုလာကြပါတယ်။ Miss Universe မြန်မာအဖွဲ့အစည်းဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှတုံ့ပြန်ထားခြင်းမရှိ သေးပါဘူးတကယ်လို့များအမျက်ရတနာဆိုတရက်ဖို့အသိခံခဲ့ရမယ်ဆိုရင်တော့ second runner အဖြစ်တဲ့ miss universe စစ်တွေအလားမယ်ခိုင်ဆွေစင်သင်က miss universe မြန်မာဖြစ်လာနိုင်ပွဲရှိတယ်လို့ပရိသတ်တွေကထင်ကြေးပေးနေကြတာပါဒါပေမဲ့ miss universe မြန်မာ organization ဘက်ကတော့မျက်ရတနာဆိုနဲ့ပတ်သက်ပြီးတော့ဘာမှပြောထားတာမျိုးမရှိပါဘူးမျက်ရတနာဆိုကတော့သူမဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေပြိုင်ပွဲနီးကပ်နေချိန်စိတ်အနှောက်အယှက်ဖြစ်မှာကတော့သိကြပါတယ်ဒီတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ကရောဘယ်လိုမြင်ကြပါသလဲအလ ာမယ်မျက်ရည်နနာဆိုးကိုတရက်ဖူသိမ့်သိနေလို့ထင်ပါသလားဒါမှမဟုတ်ဖေးကျန်သမိုင်းမှာအဆင်လာမရှိတဲ့အတိုင်းပဲဒီကိစ္စကိုကြော်လွှားခွင့်ပေးတင်လားဆိုတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်